စစ်ကွင်းအထွက်စီဆိုင်နီးမှာဖြစ်ကြတယ်။ G1 G2 အရာရှိတွေပါသေးတယ်။အရေးပေါ်ဆေးရုံပို့ရတဲ့စစ်သားတွေလည်းခြေနေမကောင်းဘူး။အရက်သားအင်စီကထိမှန်သွားတာလည်းမှန်ပါတယ်။တိုက်ပွဲဖြစ်နေလို့မသွားဖို့တားပါသေးတယ်။အဲ့ဒီဂျားတွေကတက်သွားလို့ RPG ထိသွားတာပါလို့ PA Underground News PUGN ကဖော်ပြထားပါတယ်။တိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံမှုတွေများပြားပြီး တာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးကောင်စီကဘုံမှုစော်မျိုးဝင်းနဲ့အုပ်ဖို့မျိုးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့တည်ဆုံသွားတယ်လို့လဲဒေတာရင်းသတင်းရင်းမြစ်တွေကဖော်ပြထားပါတယ်စစ်ကောင်စီဘက်ကတည်ဆုံမှုတွေများတဲ့အပြင်ဒံယာရလူနာတွေလည်းအများပြားရှိတဲ့အတွက်ရွှေတောင်မြို့ကရင်တရားစစ်ဆေးရုံကိုအရေးပေါ်ပို့ဆောင်စေကူတပေးနေရတယ်လို့ဒေတာကန်တွေစီကသိရပါတယ် ဇွန်လ16ရက်ည7:00နာရီအချိန်ထိစစ်ကောင်စီဘက်ကလက်နက်ကြီးထိမှန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တရားစင်ကျော်ကိုရွှေရောင်မြို့ကိုအရေးပေါ်ပို့ဆောင်ခဲ့ရပြီးတိုင်ပွဲတွင်ခရီးသွားကားတစ်စီး RPG ထိမှန်ပြီးတော့အမျိုးသမီး3ဦးသေဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။